မိမိတို့ကငွေချင်းကမှာပကြီကကြံတစ်ခုရေးဆွဲနေတာဖြစ်ပါတယ်။အဲ့ဒီပကြီကကြံဒီထဲမှာအမတန်နာကြီးမယံကောင်းတဲ့ပကြီကကြံတစ်ခုကတော့အရှင်ဒေဝဒအလောင်းပဲ။ယံမီဆက်ကြည့်လိုက်လို့ရှိရင်အရှင်ဒေဝဒကသိစဉ်ကဗောဓိညာရရှိဖို့ရအဲ့တော့ကဘာတသိမ့်မဲ့ပါရမီဖြစ်ရတော့မယ်သူတော်ကောင်းတူဖြစ်ပါတယ်။ကဘာပေါင်းနှစ်တင်ချီတိုင်းနဲ့တတင်ချီတတင်ချီမှာတင်ချာကြံဆရာတို့ရဲ့အယူဆအရာပြောရင်တော့တင့်အောင်မှာအုံညာအလုံးပေါင်း140ရှိတယ်။ကဘာပေါင်းအဲ့ဒီလိုတက်ပြန်ပေါ့။ ဲ့ဒီလောက်အထိပြိစေကဗောဓိဉာဏ်ရရှိအဲ့တွက်ပါရမီဖြစ်ခဲ့တဲ့သူတော်ကောင်းကြီးတူဖြစ်ပါတယ်။အားလုံးကြားပြီးတဲ့အတိုင်းပဲလွန်ခဲ့တဲ့၅ကဘာအထက်ကရက်ကုန်ဒီဘဝမှာရှုခွက်တစ်ခုကိုအကြောင်းပြုပြီးတော့ဘုရားအလုံးနဲ့ရံညိုခွဲခဲ့မိတယ်။မကျင့်တဲ့ချက်တွေစတဲ့တူတော်ခဲ့အဲ့ဒီဒုံဘတို့မကျင်တဲ့ဒီဒောတန်တရားလွှမ်းမိုးပြီးတော့ကံဒီကိုထူထောင်လိုက်တော့ဘာဖြစ်လဲ။ဘုရားတို့950ဇန်တိပတ်တော်တွေလှမ်းကြည့်လိုက်ရင်အရှင်ဒီဝရနဲ့ဘုရားလွန်တွေ့တိုင်းတွေ့တိုင်းတူးနဲ့တူးကျင်တဲ့ဟုံရှိသလား။ ရှိတော့ဟောဘဝတစ်ခုမှမကျင့်တဲ့ချက်ကိုထူထောင်ခဲ့လိုက်တော့ဒေါသတရားကိုလက်ကင်ထားပြီးကံဒီကိုထူထောင်ခဲ့တဲ့အတွက်နောက်ဘဝကျတော့လည်းဒုနဲ့ဒုဆုံးရင်းရင်မကျင့်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ကြတယ်။အန္တိယဇတ်ကိုကြည့်ပေါ့အရှင်ဒီဝရအလောင်းကတော့တဲ့မှာမျက်စိလဲပြီးကြောက်ထက်ကြနေတာ။နန္ဒီယမြောက်ကနေဘာလုပ်တယ်လဲ။ကြောက်ထက်ကနေပြီးတော့ထုတ်ဆောင်ကဲတင်ပေးတယ်။လူတို့ထာနေတော့တဲ့လမ်းကိုလည်းလိုက်ပြီးတော့ပြပေးတယ်။နောက်ခုလတနည်းမောပန်းတော့ဒီဝရအလောင်းဖြစ်တဲ့ပုံနှံ့ရဲ့ ပေါင်းပေါ်မှာခိတ္တခဏအပန်းဖြစ်ပြီးအိတ်ဆက်လိုက်ထွန်းချင်းခါမှာအရှင်တိဗ္ဗတအလောင်းဖြစ်တဲ့ပုံနာကမလုပ်တယ်ခေါင်းကိုကြောက်ခင်းနေထုတ်မိမိကိုကယ်တင်ခဲ့တဲ့ဂျေဇုရှင်တဦးပဲဂျေဇုတင်ဖို့မကောင်းဘူးလားမတင်ဘူးဘယ်မှလို့တဲ့စိတ္တတေတာတခွားပါပေါ်လာတယ်ဘာဖြစ်လို့လဲအတိတ်ကဒီမကြည်မက်ချက်နဲ့ဒုက္ခဒုနဲ့ဒုက္ခကံကိုထူထောင်ခဲ့ထူထောင်ခဲ့လိုက်တဲ့အချိန်ကကြတော့ ဒီကံကအကျိုးပေးမွင့်ရအခါခွင့်တင့်လာတဲ့အချိန်ခါမှာကျေးဇူးရှင်ရဲ့လွတ်တော်စိတ်ထဲမှာထားနိုင်တဲ့စိတ်ထားရှိသေးလားမရှိတော့ဘူးပြမတာဒါပြင်းနဲ့ဘုရားလုံးဘက်ကတော့မေတ္တာကြီးပါဝိဇ္ဇာကိုခြေရခံပြီးနောက်ကနေလိုက်ခဲ့ပြီးတော့ဆိုပြီးလူတို့ဌာနေသွားတဲ့လမ်းအထိလိုက်တော့မပေါ်ဘူးလားပုတ်ခဲ့